ခွဲစိတ်ထားတာဖြစ်တဲ့အတွက်ကာလရှည်မှာပြန်လာနိုင်မယ်တချို့ကတော့မကြခင်ပြန်လာနိုင်တော့မယ်တချို့ကတော့ဖျားနာပြီးအိတ်ဆင်းနဲ့ရောက်နေအဲ့တော့ဒီ6ဦးကိုအရင်ဆုံးပြန်လာနိုင်မယ်ကစားမတဦးချင်းစီကနေပြီးကျွန်တော်ဦးစားပေးပြီးဖော်ပြပေးတော့မှာပဲပထမဆုံးပြန်လာနိုင်မယ့် player ကတော့ Julian Timber ကြံ့ခိုင်မှုအပြည့်နဲ့네덜란드သွားတာပဲဂျားထဲမှာဘယ်ရဘလို့ဖျားသွားလဲတော့မသိဘူးလောဆယ်네덜란드အသင်းနဲ့ပူးပေါင်းပြီးမဲ့ပွဲတွေဝင်မကစားကြရဘူးတချို့ report တွေကဆိုပြန်လာနေပြီကြားသိရတယ်ဖျားနာတယ်ဆိုတာလည်း injury ရလို့ပဲကြံ့ခိုင်မှုမလုံလောက်တာဖြစ်တဲ့အတွက်လာမဲ့ဖူဟန်အသင်းပွဲစဉ်အမီတော့အသင်းအစီအဖွဲ့က ပြန်ပြီးတော့ထုတ်ပြန်ဖို့တော့ရှိလောလောဆယ်အထိတော့ဒီဇာမတ်ကဖျားနေတော့မယ်ပြန်ကောင်းလာရင်တော့မှ fully training ကြံ့ခိုင်မှုအပြည့်အဝဆင်းပြီးတော့မှာပဲပရီးမီးယားလိပွဲစဉ်တွေကိုထည့်သုံးသွားဖို့ရှိရဖြစ်တဲ့အတွက်ဖူဟန်နဲ့ပွဲစဉ်အပြီးတော့ပြန်လာဖို့ရာခိုင်နှုန်းများပြီမယ်ဂျားထဲမှာဘယ်လောက်ထိ training လုပ်နိုင်မလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဲဆို23နှစ်သားတော့ဒီယာတီမှာပွဲပေါင်း40ဝင်ဆော့ထားတယ်အဲ့ဒီမှာ36ပွဲကပွဲထွက်ကစားထားတယ်နှစ်ကိုးသွင်းပြီးတော့သုံးလုံးဖိုင်ထားပါတယ်ကြံကရယာတီက252ရက်နားထားတဲ့ ASEAN တိုင်းကကစားမတူကဒီယာတီမှာတော့သူမဟုတ်တော့လို့ပဲအသိ င်းရဲ့အရေးပါတဲ့ပွဲစဉ်တွေကိုလက်ပတ်မှာရော right ပတ်မှာရောဝင်ရောက်ပြီးတော့ကစားပေးထားပါဗျ။ဒုတိယတယောက်ကတော့ဘူကာအိုဆာကာ။ဆာကာကတော့ဒီဇင်ဘာလတုန်းကဒဏ်ရာခွဲစိတ်ပြီးတော့နားနေခဲ့။ဒါပေမဲ့ဒီ April လမှာတော့ဒီကစားမသည်ပွဲလေးဝင်ကန်ဖို့အတွက် target ထားနေပါဗျ။အခုဒီ match လတတိယပတ်နဲ့စတုဒ္ဒအပတ်မှာတော့ဒီကစားသမားသည်အသင်းရဲ့ ကိုကာရကြန့်ခိုင်ရေးနီးပြတယောက်နဲ့မြခင်စိတ်နှောင်စတင်လေ့ကျင့်တယ်တူးချင်း ATP ကျူရဲ့ training ပေါ့လေအဲ့ဒါပြီးတော့မှ international break ပြီးသွားပြီဆိုတော့မှပြန်လာတဲ့ကစားသမိုင်းနဲ့ fully training လုပ်ဖို့ပြင်ဆင်နေတယ်လောဆယ်တချို့ John Cross Meter ဆိုတဲ့သတင်းထောက်တယောက်ကဖော်ပြထားကြရဆိုရင်တော့ဖူဟန်အသင်းနဲ့ပွဲစဉ်မှာအရန်ကုန်မှစာကောင်မြင်ရနိုင်ချေရှိတယ် Everton ပွဲစဉ်ဖြစ်ဖြစ် Champions League ပွဲစဉ်မှာဖြစ်ဖြစ်စာကောင်ဝင်ကစားတာဖြစ်နိုင်တယ်ဆိုပြီးတော့သူတို့ကတော့ကိုကာရေးသားထားတယ်ကျွန်တော်ကတော့ Champions League ပွဲစဉ်ကြမှာပဲစာကောင်ပြန်သုံးစီခြင်းနဲ့ဂျားထဲမှာတော့ဒီ ပွဲတွေကိုအစမ်းသဘောမျိုးနဲ့ပဲ ချက်ခံမှုတိဆောက်တဲ့ပုံပဲဝင်ပြီး30ချင်းတဲ့ပေါ့လေအဲ့တော့2ရက်နေ့ Fulham 9ရက်နေ့ Everton ပွဲစဉ်တွေလွဲချော်ခဲ့ရင်နောက်မှာ6ရက်နေ့မှာကမ်ဘယ် Real Madrid နဲ့ပွဲစဉ်တော့စကားပြောင်းဖို့ရာခိုင်နှုန်းများနေပါတယ် Transfer Market မှာ Euro တန်း150တန်ကြီးရှိပြီးတော့အသင်းအတွက်အရန်ကို impact ကြီးမားတဲ့ညာတောင်မှတက်စစ်ကစားမကို Arsenal တို့က April ထဲမှာပြန်ပြီးအသုံးပြုခွင့်ရတော့ပါပါ23နှစ်သားကတော့ဒီရသည်24ပွဲပဲကစားထားပြီမဲ့ကိုကိုတင်ပြီးတော့73လုံးဖိန်ထားပါတယ်အဝါကတ်3ချိန်ထိထားပြီမဲ့ဘူကာအိုဆာကဒီရသည်မှာသူ့ကစားသမားဘဝတစ်လျှောက်မှာအများ များဆုံးနားခဲ့ရတဲ့ကာလလို့ပြောလို့ရတယ်။အရှိကလေးနှစ်မှာဆိုရင်ဒီကစားမအများဆုံးနားခဲ့ရတာ36ရက်တစ်ချိန်ပဲနားထားတယ်။တလာနီးပါးနားခဲ့ရတာတော့မနစ်ကရာသီပေါ့လေ။ကြံခဲ့တဲ့ရာသီဒီမှာဆို6ရက်73ရက်73ရက်အဲ့လောက်ထိပဲနားခဲ့ရတယ်။ဒါမဲ့ဒီရာသီမှာတော့ဘူကောက်ဆက်ကမပါဘဲနဲ့124ရက်ကြာအာဆင်နယ်ကပွဲတွေကိုကန်ခဲ့ဖျက်ဆီးခဲ့ရတယ်။တော်သည့်ပြောရမှာအခြားကစားသမားတွေအခြား player တွေကလည်းလိုအပ်တဲ့ကွက်လက်ကိုအကောင်းဆုံးဝင်ထမ်းပေးခဲ့ကြလို့ကျွန်တော်ရုပ်ပြဆင်းပြမှဖြစ်ခဲ့တာ။အမှန်ကတော့အာဆင်နယ်မှာဆာလီဘာ မာတင်အိုရီကတ်ဘူကောက်ဆက်ကမပါရင်အသင်းရဲ့ဝင်ရိုးကနည်းနည်းလေးချွတ်ချော်သွားလိမ့်ရှိတယ်အထူးသဖြင့်ဒီကလန်ရိုက်ကောပေါ့လေအဲ့ဆိုစာကပြန်လာမယ့်နေ့ရက်တွေကိုကျွန်တော်တို့တူတူရင်ခုန်ကြအောင်မကြခင်ပြန်လာတော့ပါပါအခုတော့ trainee စတင်စင်းနေပါပြီတတိယမြောက်ပြန်လာဖို့နီးစက်တာကတော့ Ricardo Calafiori ပေါ့လေလောလောဆယ်တော့ Ricardo Calafiori နဲ့ပတ်သက်ပြီးတော့ Italy C အဖွဲ့ကစစ်စစ်မှုတွေလုပ်ပြီးတော့ London ကိုပြန်လွှတ်လိုက်တယ်ထုံးစံနိုင်ပေါ့ဗျာကစားသမားတယောက်ကောင်းရင်ခေါ်သုံးမယ် injury ရသွားရင်သွား မင်းရဲ့မိခင်ကလပ်တင်းကိုပြန်ဆိုးတဲ့သဘောမျိုးနဲ့ပြန်ပြီးလွှတ်လိုက်တာလောဆယ်တော့ရီကာရိုကာလာဖျူရီကဂျာမနီကိုတကိုးနှစ်ကိုးနဲ့ရှုံးနေတဲ့ပွဲစဉ်မှာသူ့ဘာသာသူ slip ဖြစ်ပြီးတော့ဒူးတန်ရာဟောင်းကပြန်ပြီးထိတာအဲ့ဒါကိုကြည့်တဲ့အခါမှာ MCN ဒန်ရာအဆင့် grade 1 2ချားထဲမှာရှိတာဖြစ်တဲ့အတွက်ဒီကစားမစီအနည်းဆုံးတော့၃ပတ်လောက်တော့နားရမယ်ဆိုပြီး report တွေထွက်လာတယ်ဒါကအီတလီဘက်ကဆေးဘက်ဆိုင်ရာတွေရဲ့စစ်ဆေးမှုတွေအရဆိုဒီမာစီကတော့ဖော်ပြထားတယ်ဒါပေမဲ့ final အဆင့်စစ်ဆေးမှုတွေကိုတော့အာဆင်နယ်ဆေးဘက်ဆိုင်ရာတွေလုတ်လိုက်မယ်ဆိုပြီးတော့ရိုမာစီရိုမာနိုကထပ်ပြီးတော့ ော့ပြောထားရှေ့ပေါ့လေအာဆင်နယ်ရောလက်ရှိကြီးအချိန်ထိကာလာဖီယူနဲ့ပတ်သက်ပြီးဘယ်လောက်နိုင်ရမလဲဆိုတာတရားဝင်ဆေးစစ်ပြီးထုတ်ပြောထားတော့မရှိသေးဘူးဒါကြောင့်မို့လို့ဒီကစားသမားကတော့ဧပြီလအတွင်းမှာပြန်လာမယ်ဆိုတော့မှနောက်ဆုံးပတ်လောက်20ကျော်လောက်မှပြန်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ final စစ်ဆေးမှုတွေအာဆင်နယ်လုပ်ပြီးသွားရင်လည်းတည်တံ့ပြီးတော့ထပ်ပြီးလုပ်ပေးပါမယ်22နှစ်ရဲ့အီတလီသားကတော့ဒီရသည်26ပွဲဝင်ဆော့ထားတယ်အဲ့ဒီမှာ16ပွဲကပွဲထွက်ကစားထားရပေါ့လေ3ဂိုးသွင်းပြီးတော့နှလုံးဖိုင်ထားပါတယ် သူ့ကစားသမားဘဝမှာကာလရှည်နားခဲ့ရတဲ့ယာတီ200ရာသီရှိအဲ့ဒါက2018-2019ဘောလုံးယာတီတုန်းက291ရက်နားထားရတယ်ပြီးတော့2020-2021ဘောလုံးယာတီတုန်းက118ရက်နားထားရတယ်အခုဒီယာတီမှာတော့81ရက်နားထားရတယ်ဆိုတော့ကာလာဖီရီသည်အရန်ကောင်းတဲ့ player ပါ အားနည်းချက်တချို့ခံစားပိုင်းမှာရှိရဆိုပေမဲ့တိုက်စစ်ပိုင်းမှာသူ့ဆီကျွန်တော်တို့အများကြီးမျှော်လင့်ရတယ်အသင်းအတွက်အရေးပါတဲ့ဂိုးတွေသွင်းပေးခဲ့ပြီးတဲ့ကစားသမားတဦးဖြစ်တဲ့အတွက်အမြန်ဆုံးပြန်လာဖို့ကျွန်တော်လည်းမျှော်လင့်နေပါတယ်အသင်းရဲ့တတိယမြောက်အမြန်ဆုံးပြန်လာမယ့် player ဖြစ်လဲရှိနေပါတယ်လေးယောက်မြောက်ပလေယာကတော့ဒါခိုင်ဟာဘက်ပေါ့လေ အသင်းမှာရှိတုန်းကကိုပေါက်လွဲချုံမှုရှိတဲ့အတွက်တချို့ကတော့အားမလို့အားမရနဲ့ဆဲကြတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘလူးချင်းနေဖြစ်ဖြစ်ခိုင်ဘက်ကိုခွင့်လွှတ်ပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူ့မှမသွင်ဘသူ့သုံးမလဲဆိုတဲ့အကြောင်းပြချက်ပါပဲကျွန်တော်တို့ကရှိတာဟုတ်။အဲ့တော့ခိုင်ဘက်ကတော့ဒူဘိုင်းမှာသွားပြီးလေ့ကျင့်တဲ့ trainee မှာတကောက်ကျော်ဒဏ်ရာရခဲ့တယ်။အဲ့ဒီတကောက်ကျော်ဒဏ်ရာကို February 16ရက်ကကျွန်တော်တို့ခွဲစိတ်လိုက်တဲ့အခါမှာတော့ July လကုန်လောက်မှာပြန်လာမယ်ဆိုတဲ့ report တချို့တော့ထွက်ခဲ့တယ်။ July ဆိုတာကဒီ2025 July ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲတွေစပြီးကံမဲ့ ့အချိန်နဲ့ဆိုအရန်ကတ်သွားအနေထားပဲအဲ့တော့ယာတီအစပွဲစဉ်တချို့အမိပြန်လာနိုင်ဖို့ပဲကျွန်တော်ဦးစားပေးရတော့မယ်ဒီယာတီတော့တော့ခိုင်ဘက်ကိုကျွန်တော်လုံးဝမေထားလိုက်လို့ယာကြီးပေါ့လေ25နှစ်ရဲ့ဂျာမနီသားကတော့ဒီယာတီမှာသူ injury မရခင်အထိ33ပွဲဝင်ကစားပေးခဲ့တယ်အဲ့ဒီမှာပွဲ30တိပွဲထွက်ခဲ့တယ်15ခုသမီးတော့လေးလုံးဖိုင်ထားပါတယ်သူ့ရဲ့ကစားသမားဘဝတလျှောက်မှာလေ injury အများဆုံးရတာဒီယာတီပဲ အရှိမှဆိုလို့ရှိရင်သူဒီရပ်ပေါင်း40ဒီအများဆုံးနားခဲ့ရတာအဲ့ဒါဒီ2020 2021ဘောလုံးရာသီမှာမနစ်ကဆိုလဲ12ရက်ပဲနားခဲ့ရတယ်8တနစ်ကဆိုလဲ18ရက်ပဲဟိုဒီရာသီမှာတော့150နဲ့ဟို164ရက်အထိနားထားရပြီကဲငါးအောင်မြောက်ပလေးရတော့တက်ကီဟီယိုတူမီယာစုတကက်ဖျားစုဂျပန်သားပါသူများသိကဂျပန်သားရဲ့ဂျင်လုံးဝစတောင်းဖြစ်တယ်မီတိုးမားလို့ဆိုလဲကန်လိုက်တာမှာတတိုင်းတိုင်းအတကုံး ကျောင်းပေါ့စတောင်းဖြစ်တာကိုရီအသင်းရဲ့ဂျပန်သားတော့တကယ်ဖျားစုပဲဂျပန်သားဟိုမှာတကယ်မွေးစားသားလို့ပြောမှာမသိတက်ကီဟီယိုတူမီယာဆိုတော့တရားဒီမှာဒူးတဲ့အကြောင်းဖေဖော်ဝါရီ16ရက်နေ့ကခွဲစိတ်ထားပါတယ်အမှန်ငယ်တော့အဲ့ဒီဒဏ်ရခွဲစိတ်မှုမတိုင်ခင်တော့ကတူမီယာစုကိုပြန်လာလို့ပြန်လာလို့ ਨੇ အသင်းဆေးဘက်ဆိုင်ရာစောင့်ခဲ့တာဒါပေမဲ့ဒီကစားမကတစ်လကြာလဲပြန်မလာနှစ်လကြာလဲပြန်မလာ ਨੇ လုံးဝဖစ်မဖြစ်တာ ਨੇ ပို့ပြီးစိတ်ချအောင်ဆိုပြီးတော့အဲ့ဒီဒူးတဲ့အကြောင်းခွဲစိတ်လိုက်တာဗောလေအဲ့တော့ဒီခွဲစိတ်လိုက်ပြီးတော့ဝယ်မှာ2025ဒီဇင်ဘာလကုန်ထိနားရမယ်ဆိုတော့ report ချို့တော့ထွက်လာတယ် အဲ့တော့ဒီကစားမသည်လာမဲ့2025 2026ဘောလုံးရာသီရဲ့ရာသီဝက်ကိုတော့မှမပါဘဲနဲ့စေးကရင်ပေါ်မှာနေဖြတ်တန်းရနိုင်တယ်ဗောလေအဲ့ဘာလို့လဲဆိုတော့ဒီကစားမိုက် injury မှတ်တမ်းကိုကြည့်တဲ့ခါမှာတော်တော်လေးဆိုးသွားတာကျွန်တော်ဘောလုံးနာစီပြီးတော့ဒီကစားမောင် U18 တနေ2021ကဝယ်ခဲ့ပြီးနောက်ပိုင်းမှာ record တွေကြည့်မယ်ဆို2020 23ဘောလုံးရာသီမှာ121ရက်နားထားရတယ်မနစ်ကလည်း83ရက်အခုဆိုရင်435ရက်ဒီရာသီမှာနားထားပြီ ဲ့တော့ဒီကစားသမားဒီ injury မှတ်တမ်းရတော်တော်လေးကိုမှတိုင်ပတ်နေပထမကျွန်တော်တို့ဒီ2023လုံးကတိုမီယာစုကို contract တတန်းတူတော့လေဟာလို့ဂျပန်သားတက်လောက်ကောင်းတာဘာကြောင့်မလို့တတန်းကိုကာလာတူပဲတူလဲဘယ်ဟုတ်မလဲအသင်းတာဝန်ရှိတဲ့ဒီကစားသမားရဲ့ဘယ်ချိန်မဆိုပြမီဖြစ်နိုင်တဲ့ injury history ကိုတည်ထားတာဖြစ်တဲ့အတွက်ကာလာတူပဲတတန်းတူခဲ့တာအခုပါတီနဲ့ပတ်သက်ပြီးလူတွေတတန်းမတူတဲ့ကိစ္စမေးတာကလည်းဘယ်ချိန်မဆိုပြမီ injury ရာသွားနိုင်တဲ့ record ထဲမှာပါတီကလည်းရှိနေရဖြစ်တဲ့အတွက်အသင်းကလည်းအရေးစုံပြီးတော့ နှစ်ရှည်ကွန်ထက်တတမ်းမတူအောင်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျောင်းစောင့်ကြည့်သွားမှာပေါ့လေတိုမီယာစုကတော့ဒီဇင်ဘာလလောက်မှပြန်လာနိုင်ဖို့အတွက်သတင်းတွေကပေါ်ပြနေပါတယ်ကဲနောက်ဆုံးတစ်ယောက်ကတော့ဂါရီယေဂျီစုအားလုံးရဲ့အချစ်တော်ပေါ့လေခြေစွမ်းလေးနည်းနည်းပြန်ပြပြီဆိုတော့မှပဲ United နဲ့ FA Cup ပွဲစဉ်မှာ injury ဖြစ်သွားခဲ့တာတော်တော်လေးတမျိုးဖို့ကောင်းပါတယ်ကြုံကြည့်မှုအပြည့်ရှိပြီးဂိုးတွေတတိုင်းတိုင်းရနိုင်ပြီဆိုတဲ့အချိန်မှာမှပဲဒဏ်ရာသွားခဲ့တာ ူတော့မသိဘူးကျွန်တော်တော့တော်တော်လေးစိတ်မကောင်းဖြစ်သွားကစားသမားသားဆိုတော်တော်စိတ်ထက်မကြန့်ခိုင်တဲ့ကစားသမားသားစိတ်ပါလုံးဝကြာသွားနေတဲ့အနေထားပဲဘာလို့သူနားယူခဲ့ရတာလဲဒီ2025နှစ်ကုန်အထည်ကိုနားရမှာအဲသူဒရာခွဲစိတ်ပြီးရဲ့အချိန်မှာ6လအထိနားရမယ်ဆိုတော့ report ချို့လဲအဲ့တော့ထွက်ခဲ့သေးတာပေါ့လေအခုတော့ဒရာတော့ခွဲစိတ်ပြီးအောင်နည်းနည်းကြာဝိုက်ပြုလို့ရတယ်အဲ့တော့ဒီကစားသမားတော့2025 2026ကြောက်ဘောလုံးယာတီဝက်တီထပ်ပြီးလွဲချော်မယ်အဲ့တော့ ACN တန်ရသွားတဲ့ကစားသမားတဦးကိုဝယ်လက်တွေကလည်းလာပြီးဝယ်မှုတော့အလကားဟိဆိုမှပဲ ဆေးကုပြီးခေါ်ခြင်းနဲ့အသိပဲရှိမယ်။ကြံတဲ့ချေကတော့ဘလောက်ရမှရမယ်ဆိုပြီးကျွန်တော်တို့သွားပြီးတင်းခတ်လို့မရဖြစ်တဲ့အတွက်လာမယ့်စောင်းစည်းကွက်ထိဒီစားမဟုတ်အာဆင်နိုရောင်းလို့ရောင်းမှမဟုတ်သေးဘူးလို့ကျွန်တော်ထင်တယ်28နှစ်ရဲ့ဘရာဇီးသားတော့ဒီရသည်မှာအာဆင်နိုအတွက်28ပွဲဝင်ဆော့ထားတယ်ခုနှစ်ကိုသပြီးတော့နှလုံးဖိုင်ထားပါဗျ။ကြံခဲ့တဲ့ injury history တွေကိုကြည့်မယ်ဆိုရင်တော့2022 23ဘောလုံးရသည်မှာရပ်ပေါင်း100နာထားရတယ်မိနစ်က89ရက်ဒီရသည်မှာတော့216ရက်ထိနာထားရပါဗျ။ကဲဒါတော့အာဆင်နိုအသင်း injury list ထဲကိုရောက်နေတဲ့ကစားသမား6ဦးနဲ့ပတ်သက်ပြီးတော့ Masla 24ရင်းနေ့ထိနောက်ဆုံးရအခြေအနေပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲတွေနဲ့ပတ်သက်ပြီးစီးပွားဖြစ်ဖြစ်ပြောရင်ပြကစားကြည့်ရဆိုရင်တော့ IFAB ကိုကျကို Sport အနေနဲ့ငါတို့လိုမိတူကို ိုဆိုင်ရဲ့ရွှေဘော်လုံးမှာလာရောက်ကစားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်လက်လက်တွဲထားဖြစ်တဲ့အတွက်လည်းယုံကြည်စိတ်ချစွာကစားလို့ရပါတယ်ဘိုင်ဘာဖုန်းနံပါတ်တို့ကို0 1 6 3 9 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေအဝရိုက်လာမှာဖြစ်ပါတယ်ဝေပုံကိုဆက်ရှိမှာဘောလုံးပွဲတွေကိုစော်ပါမိသားစုကိုမထိခိုက်ပါစေနဲ့အကဲကြီးစော့မယ်ဆိုလည်းကျွန်တော်လက်လက်တွဲထားတဲ့ရွှေဘော်လုံးမှာလာပြီးစော့နိုင်ပါတယ်